许多边咪抓年轻人嘞，他们要钱，求事业嘞，喏，这种理解嘞，讲出来嘛，喏，边抓老人嘞，他们要安稳，所以他们要钱啊。 ဘယ်နှကြိမ်ဘယ်နှမျိုးရှိလဲနည်းနည်းပြောပြပါထမြောက်ခြင်း၅မျိုးရှိတယ်။ယေရှုခရစ်တော်မတိုင်ခင်မှာထမြောက်ခြင်းမတိုင်ခင်ခေတ်မှာထမြောက်ခြင်းဓမ္မဟောင်းမှာထမြောက်ခြင်းယေရှုခရစ်တော်လက်ထက်မှာထမြောက်ခြင်းရှိတယ်။ယေရှုခရစ်တော်ဒုတိယအကြိမ်ပြန်မကြွလာသေးခင်လေးမှာ special resurrection လို့ခေါ်တယ်အထူးထမြောက်ခြင်းဆိုတာရှိတယ်။ပြီးရင်ယေရှုခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာတဲ့အချိန်မှာ first resurrection ဆိုတဲ့ထမြောက်ခြင်းရှိတယ်။ခုနကယေရှုခရစ်တော်တတိယအကြိမ်ပြန်ကြွလာခြင်းမှာ second resurrection ဆိုတဲ့ထမြောက်ခြင်းရှိတယ်။ဒုတိယအကြိမ်ပြန်ကြွလာတဲ့အခါမှာတရားရတဲ့သူတွေထမြောက်ခြင်းတတိယအကြိမ်ကြွလာတဲ့အခါမှာမတရားရတဲ့သူတွေထမြောက်ခြင်းဆိုစုပေါင်းထမြောက်ခြင်း၅ခုရှိတယ်။အဲ့ဒါကိုကျွန်တော်မြန်မြန်လေးရှင်းပြလိုက်မယ်။နံပါတ်၁ ဓမ္မဟောင်းကျမ်းမှာခရစ်တော်မတိုင်ခင်တော့ထမြောက်တဲ့သူတွေကစောစောစီးစီးထမြောက်တာဘာလို့လဲ အေးနော်တေးတော့မတေးပါဘူးတခါလေကောင်းကင်ပါပါပြီးရှင်အေးလီယာတေးတော့မတေးပါဘူးကောင်းကင်ပါပါမောရှေမောရှေကျတော့တေးသွားတယ်တေးသွားပြီးမှပြန်လေကောင်းကင်တမန်မေမိခေတာပြန်လေရှင်ပြန်ထမြောက်ပြီးမှဖေခေါ်ဆိုကောင်းကင်ခေါ်ရမ်းသူလည်းထမြောက်သွားပြီးတော့ဓမ္မောင်းကျန်းမှာအေးလီယာကကလေးလေးတယောက်ကိုထမြောက်စေလိုက်တယ်အေးလီရှာလည်းကလေးလေးတယောက်ကိုထမြောက်စေလိုက်တယ်ပြီးရှင်နောက်တစ်ယောက်ကအစ္စရေးတွေကဒီလူတယောက်ကိုတကြိုပို့လောက်တဲ့ခါမှာမောပါစစ်တက်ကလာလဲလာလဲလာအောင်အဲ့အစ္စရေးတွေကအဲ့တကြိုမဲ့လူတယောက်ကိုတခါလေသူမတကြိုတော့ပဲမဲ့သူ့ရဲ့အလောင်းအေးလီယာရဲ့ဂျိုင်နယ်ကိုထည့်လိုက်တယ်အေးလီယာအလောင်းဂျိုင်နယ်ကိုထည့်လိုက်တော့အေးလီယာအယိုးကထွက်နေတဲ့ခါကျအေးလီရှာပြောတာအေးလီရှာရဲ့အယိုးက နေကကြောအဲ့ဒီရှင်အယုန်နဲ့တိပြအဲ့လူကလည်းရှင်မြန်ထမြောင်သွားတတမဟောင်းမှာရှင်မြန်ထမြောင်တဲ့လူတွေနောက်ပြီးယေရှုခရစ်တော်လက်ထက်မှာဘယ်သူရှင်မြန်ထမြောင်လဲဆိုတော့ပထမဦးဆုံးမှာသူကဒီမုတ်ဆိုးမရဲ့သားကိုလည်းရှင်မြန်ထမြောင်တယ်ယာယီရဲ့သမီးကိုလည်းရှင်မြန်ထမြောင်တယ်လာဇရုကိုလည်းရှင်မြန်ထမြောင်တယ်ဒါသုံးယောက်ထမြောင်တာပြီးရှင်ယေရှုခရစ်တော်သေသွားတဲ့အချိန်မှာလည်းတင်းကြိုင်ရနေမှာလည်းစင်ကိုရီးယားနေပွင့်လာပြီးအသက်ကြီးသူ24ပါးလည်းရှင်မြန်ထမြောင်တယ်ဆိုတော့သိရပြီးရှင်ယေရှုခရစ်တော်ကိုယ်တိုင်လည်းဒါရှင်မြန်ထမြောင်တယ်ဒါတမန်သက်ကြမှာယေရှုခရစ်တော်လက်ထက်မှာထမြောင်တာကဲလာပြီး နောက်ဆုံးနှစ်ခုကတော့ကျွန်တော်တို့သိပြီးသားခုနပြောသွားအလယ်မှာရှိတဲ့အထူးထားမြောက်ခြင်းဆိုတာဘာလဲ What is the special resurrection အဲ့ဒါအားစိတ်ဝင်စားစရာကောင်းတယ်အဲကြောင့်ယေရှုခရစ်တော်ကကျမ်းစာထဲမှာရေးထားလူသားရယ်မိုးတဲကိုစီးပြီးကြွလာတဲ့ခမားရယ်ကိုရောကိုရယ်ထိုးပေါက်တော်သူနဲ့ရှိသမျှတော်သူကကိုရောကိုတွေ့မြင်ကြလိုက်မယ်ကိုရောထိုးပေါက်တဲ့သူတွေကဘယ်သူလဲဆိုတော့ယေရှုခရစ်တော်ကိုသိဖို့နော်ဘယ်သူတွေကလို့ဆိုတာဖာရီရှဲတွေရောအဲ့မှာရှိတဲ့ကျမ်းပြူစီရယ်ယူဒာလူတွေရောအကုန်လုံးကယေရှုခရစ်တော်အသေးသက်ဖို့ယောမစစ်သားတွေနဲ့နှိုးဆော်ပြီးတော့လှုပ်တဲ့ခါကျတော့ အဲ့ဒီယေရှုခရစ်တော်ဒုတိယအခြေမကြွလာသေးခင်မှာအဲ့ဒီအုပ်စုတွေအကုန်လုံးရှင်ပြန်ထားကြအောင်မှာယေရှုခရစ်တော်ကိုထိုးပေါက်ခဲ့သူတွေအော်ဒါခရစ်တော်မှန်သူတို့မတိမတိပဲနဲ့နော်လောက်ခဲ့တဲ့သူတွေအကုန်လုံးဒါခရစ်တော်မဟုတ်ဘူးဆိုတာဆွဆွဲခဲ့သူတွေအကုန်လုံးထမြောက်မယ်နောက်တစ်ခုထမြောက်တဲ့အုပ်စုကတအားဆန်းတယ်အာကာယိနာနဲ့အာဗီလာမှာအာဗီလာကိုကာယိနာတက်လိုက်တဲ့ခါမှာအာဗီလာရဲ့သူရမြေကြီးထဲကိုရောက်အဲ့အတွေ့ရဖျားတရားစီမီဖို့တောင်းဆိုတယ်။အဲ့အတိုင်းပဲကဘာဦးကနေစပြီးတော့ဒီစိုးသမျှအစိုးသမျှအစိုးဆုံးသူတွေကထမြောက်လိုက်မယ်။အင special resurrection မှာဘယ်လိုလူတွေထမြောက်မလဲဆိုလို့ရှိရင်ကဘာမှာစစ်အာဏာရှင်တွေလုံးဝလူတွေကိုညှဉ်းပန်းနှိပ်စက်ပြီးတော့တပ်ဖြတ်ခဲ့သူတွေခရစ်ယာန်တွေကိုမျိုးတုံးတပ်ဖြတ်ခဲ့တဲ့သူတွေဖျားသခင်ယုံကြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ခဲ့တဲ့သူတွေကိုတရားစီရင်ပေးဖို့ဒီ တည်ပြီးတဲ့သူတွေအသွေးတွေကတောင်းဆိုနေတဲ့အခါမှာသူတို့အကုန်လုံးရှင်းပြထားမြောက်မှာသူတို့ရှင်းပြထားမြောက်မှာဆိုတော့ Greek မှာဆိုလို့ရှိရင် Alexander the Great တို့ရောမမှာဆိုလို့ရှိရင် Christian အများကြီးနေမှတိတ်ဆက်ကြတဲ့ Nero ဘုရင်တို့တခြားရောမဘုရင်တွေအများကြီးရှိတယ်အကုန်လုံးရှင်းပြထားမြောက်မှာပြီးလို့ရှိရင်ပုပ်ယဟန်မင်းတွေအဆက်ဆက် Christian တွေအများကြီးတက်ကြတန်း90လောက်ရှိတယ်ပုပ် Innocent တို့ပုပ် Gregory တို့ Alex ပုပ် Alexander တို့ပုပ် Pius တို့ပုပ် Boniface တို့အကုန်ချမြောက်မှာအဲဟုတ်ပြီသူတို့ကနေမှတဆင့်ဒီ Christian တွေကိုတတ်ဖို့ထားထားတဲ့ Jesus ရဲ့ဖုန်းကြီးတွေလည်းအများကြီးရှင်းပြထားမြောက်ပြီးတော့ဘယ်သူတွေပါထားမြောက်အောင်မှာလဲဆိုလို့ရှိရင် သူတို့အင်္ဂလန်ဘုရင်နဲ့စပိန်ဘုရင်တွေရောအဲ့ထက်မှရှိတဲ့ပရိုတက်စတန်ဂိုင်းဝင်တွေကိုတတ်ဖို့လှုပ်ထားတဲ့အတွက်ကြောင့်အင်္ဂလန်ဘုရင်လူးဝစ်တို့ကဒီမှာထမြောက်မှာထမြောက်ပြီးလို့ရှိရင်ဒါစစ်အာဏာရှင်တွေထမြောက်တဲ့အချိန်မှာဥရောပတိုက်မှာလုံးဝလူတွေကိုအများကြီးတပ်ဖြတ်ခဲ့တဲ့နာပိုလီယံလည်းထမြောက်မယ် ဂျူးတွေကိုလုံးဝမျိုးတုံတက်ခဲ့ဟစ်တလာလည်းထားမြောက်ဝင်ထားတယ်ဟူစိန်လည်းထားမြောက်ဝင်လုံးဝယူဂန်ဒါမှာနော်နိုင်ငံရေးအကြံဖတ်ခေါင်းဆောင် IT အမင်တို့လည်းထားမြောက်ဝင်ကမ္ဘာမှာလူအသက်အများဆုံးလို့နာမည်ကြီးတဲ့တရုတ်ပြည်ကကွန်မြူနစ်ခေါင်းဆောင်မော်စီဒုံလည်းထားမြောက်ပြီးတော့ကမ္ဘောဒီးယားကအိုပေါ်လည်းထားမြောက်မှာနိုင်ငံရေးမှာအဆိုးဆုံးအဆိုးဆုံးတွေထားမြောက်ပြီးလို့မျိုးပဲလုံးဝစီးပွားရေးလုပ်ငန်းတွေမှာလည်းအဆိုးဆုံးတွေကထားမြောက်မယ်ကျွန်တော်တွေနှိမ့်ဆက်ပြီးတော့နှင်းပန်းပြီးတော့တနေကုန်အလုပ်လုပ်ခိုင်းပြီးတော့အစာရေစာလေးနည်းနည်းပဲကျွေးပြီးတော့အခနည်းနည်းပဲကျွေးပြီးတော့ဘန်လုပ်ငန်းရှင်တွေစိတ်ယုံနေမှာဒီကမ္ဘာကြီးကဘယ်လောက်ညဉ့်ဉန်းပြည့်စည်သူတို့ရဲ့အမျက်စီးပွား ရဖို့ပဲလုပ်တဲ့သူတွေလည်းအဲ့ချိန်တိုင်းလို့ရှင်ထမြောက်တယ်။နောက်တစ်ခုကကျတော့လူတွေကိုတတ်တယ်ရောင်းစားတယ်ခန္ဓာကိုယ်တွေရောင်းစားတယ်ကုန်ကူးတယ်မတိန်ကျင်တယ်ဖြစ်တစားလောက်ခိုင်းတယ်စသဖြင့်အဲ့လိုမျိုးလုပ်ငန်းရှင်တွေအများကြီးလည်းအဲ့ချိန်တိုင်းထမြောက်မှာဖြစ်ဆိုတော့တိတ်သွားတဲ့သူတွေကသူတို့တောင်းဆိုနေအရင်ရက်ဆက်လုံးလို့နောက်ဆုံးတစ်ခုကတော့ prosperity minister တွေကိုထမြောက်မယ်။ကြီးပွားတိုးတက်ရေးနော်တရားတွေခေါ်တာ။ မျိုးစေ့ကိုကျဲလိုက်သင်တို့မျိုးစေ့ကျဲပြီးလို့ရှင်သင်တို့အစာပေါင်းများစွာရိတ်သိမ်းရမယ်နော်သင်တို့ကတိုက်ကြီးနဲ့နေချင်တယ်မလားကားလစီအရင်ဆုံးလှူလိုက်စသဖြင့်ပေါ့အဲ့လိုမျိုးလူတွေကိုတမာတရားလမ်းထဲကနေလွဲပြီးတော့တခြားသောမိစ္ဆာအယူဝါဒတခြားသောကြီးပွားတိုးတက်ရေးလောကကြီးမှာရှိတဲ့ဒန်းတွေကိုလွဲသွားလှုပ်တဲ့သူတွေအဲ့ဒီအချိန်မှာရှင်မြန်ထမြောက်မယ်လေးမျိုးရှင်မြန်ထမြောက်သွားပြီထမြောက်ပြီးတဲ့အချိန်မှာဘယ်သူတွေပါရှင်မြန်ထမြောက်လဲဆိုတော့သူတို့ကိုတရားစီရင်ခိုင်းတဲ့သူတွေပါထမြောက်ပါသူတွေလဲဆိုလို့ရှင်လုံးဝဒီခေတ်ဆက်ဆက်မှာခရစ်ယာန်တွေကလုံးဝညှိမှန်းနှိပ်စက်အသက်ခံလိုက်ရတဲ့ Hess တို့ John Wycliffe တို့ Latimer Ratley တို့ William Tyndale တို့ Jerome တို့နှိမ့်ပတ်နှိမ့်ဆက်ခြင်းခံတယ်မာတူရတဲ့အများကြီးလည်းရှင်းပြတတ်မြောက်မယ်ပြောရှင် British က Africa ကျွန်းတွေအရင်နှိမ့်ပတ်နှိမ့်ဆက်ခဲ့တာအရင်နှိမ့်ပတ်နှိမ့်ဆက်ကြတော့လုံးဝဒီတိရိစ္ဆာန်မဆန်သေးသွားတဲ့သူတွေကို Marine ချင်းကင်မရာတက်ဖြတ်ပြီးနှိမ့်ပတ်နှိမ့်ဆက်ခံတဲ့ခဏကိုအယောင်စားခံရတဲ့ကလေးတွေရောအမျိုးသမီးတွေရောယောက်ျားတွေရောရှင်းပြတတ်မြောက်ကြမယ်အဲ့ချိန်ကြလို့ပွဲကြည့်ပွဲကောင်းမယ်ဒါခရစ်တော်မကြွလာသေးခင်လေအဲ့လိုမျိုး Resurrection ပြီးပြီဆိုတာခရစ်တော်ကကြွလာတဲ့အခါမှာဘသူတွေကိုခြိဆောင်မှာအဲ့ခင်မှာအသက်ရှင်နေဖြောင့်မတ်တဲ့သူတွေကိုခြိဆောင်သွားမယ်အရှင်တွေကတည်နေတဲ့တည်ပြီးသားဖြောင့်မတ်တဲ့ သူတွေအကုန်လုံးချီဆောင်သွားတဲ့အခါမှာခုနကြီးစိုးသမျှစိုးပေးဆိုတဲ့သူတွေသူတို့နှိပ်စက်ထားတဲ့သူတွေအကုန်လုံးကိုခရစ်တော်ချီဆောင်သွားရဆိုတော့သူတို့မျက်စိကိုယ်တိုင်းတွေ့ရမယ်ပြလို့ရှိရင်အဲ့ချီဆောင်သွားခြင်းခံရတဲ့သူတွေကလည်းသူတို့ကိုယေရှုခရစ်တော်အပြစ်ပေးတယ်ဆိုတာကိုယ်တိုင်းတွေ့ရမယ်အဲ့ဆိုသူတို့ကတရားစီရင်တောင်းဆိုလို့ရှိရဒါမမျှတာကိုဘုရားသခင်လုတ်ပေးပါဆိုတော့အဲ့တော့ယေရှုခရစ်တော်က ဒီဆင်းကြွာလာပြီးတဲ့ခါမှာအကုန်လုံးခြေဆောင်သွားပြီးခါမှာအဲရှိသမျှဒီမော်စီတုံးမဲ့ပြည့်ပြည့်ရှိသမျှတော့အကုန်လုံးသူကနှုတ်တော်ထွက်တဲ့ဖြက်စီးပြီးတော့အားလုံးကမြေကြီးမှာမီးလောင်ပြီးကျန်တာအဲမီးလောင်ပြီးကျန်ပြီးမသေးသေးဘူးမသေးသေးတာကိုကောင်းငင်မိုးတင်ရတယ်မှာစခဲလုံးနေနဲ့ပြစ်ချခဲလုံးဆိုတာမှဘာလဲဆိုတော့ရှင်မိုးသီးတွေနဲ့ပြစ်ချမီးမိုးသီးတွေနဲ့ပြစ်ချအဲ့ဒါကြောင့်လို့ဘာလဲဆိုတော့အသက်ကိုတတ်တဲ့သူမြို့ပြင်ကိုထွက်ပြီးခဲနဲ့ပေါက်သွားတယ်သူမရောက်ပြင်မာတဲ့သူမြို့ပြင်မှာထုတ်ပြီးတော့ခဲနဲ့ပေါက်သွားတယ်ဥပုပ်ကိုဖြတ်တဲ့သူမြို့ပြင်မှာထုတ်ပြီးခဲနဲ့ပေါက်သွားတယ် အဲ့ဒီမှာယေရှုခရစ်တော်ဖျောက်မဲ့တဲ့သူအကုန်လုံးမြို့ထဲကိုယေရှုရဲ့မြို့ကြီးထဲကိုကောင်းကင်ကိုဆောင်းသွားပြီမြို့ပြင်ဆိုတော့ဘိုင်းပြင်ဆိုတော့ဒီကဘာကြီးဖြစ်သွားပြီအဲ့မြို့ထဲမှာရှိတဲ့သူကမြို့ပြင်ကိုခင်းနေပေါ့ဆိုအပေါ်မှာရှိတဲ့မိုးတင်ရနေမိုးသီးတွေကြတယ်အဲ့မှာအကုန်လုံးတေးပါအဲ့ခါကျတော့မှသူကပါဆိုတော့တရားစီရင်ခြင်းလုံးဝဟောဖျားစခင်တရားရဲဆိုတော့လုံးဝသိပါဒါဆိုလို့ရှင်ပြီးသွားလဲဆိုမပြီးသေးဘူးနှစ်တထောင်တရားစီရင်သေးတယ်တရားအကျင်ရှင်မြန်ထမြောက်ခိုင်းနေတယ်အဲ့ဆိုလို့ရှင်ခုနကဟစ်တလာတို့မော်စီဒုံးနဲ့နာပိုလီယန်တို့နှစ်ခါတော့ရှင်မြန်နှစ်ခါတော့မခံရဘူးလား ခံရတယ်။ဘာကြောင့်လဲဆိုတော့အဲကြောင့်ဗျာဒိတ်ကျန်း၁၈ထဲမှာဘာဖြစ်လို့မြို့ကျင်းတဲ့အတိုင်းနဲ့သူ့ရဲနှစ်ဆတော့ပြစ်တံကိုပေးဆိုတဲ့အတိုင်းပဲ။အဲဆိုးသမျှဆိုးပေးသမျှဆိုးရဲသူတွေကလေနှစ်ဆနောက်ဆုံးမှခံရမှာ။ဒါကြောင့်မလို့တင်းတို့ကတယောက်နဲ့တယောက်ကို fire share လို့ပြောလေ။ဘာသာတွေတွေးပြီးတော့နှစ်ဆတော့ငရဲကိုခံစေကြတယ်ဆိုတော့ fire share တွေလည်းနှစ်ဆခံရမှာ။ crypto ဒုတိယအချင်းပြန်ကြောက်လိုက်ခါမှာရှင်မြတ်ထမြောက်ပြီးမီးနဲ့ရှုတ်ခံရတယ်။တတိယအချင်းရှင်မြတ်ထမြောက်တဲ့အခါမှာလည်းမီးနဲ့ရှုတ်ခံရတယ်။မီးနဲ့ရှုတ်ခံပြီးအားလုံးပြီးသွားတဲ့အခါကျတော့မှဒါဟုတ်တယ်။ ဘုရားရှင်ကလုံးဝတရားတယ်တရားရှင်ကြီးအကုန်လုံးကလည်းပြီးဆုံးသွားမှာဖြစ်တယ်ဒါမှကျွန်တော်မှတ်ထားမှာထမြောက်ခြင်း၅မျိုးရှိ၅ခုရှိတာပါလားအဲ special restoration နဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ဆိုတော့ဒါလည်းနည်းနည်းတော့လူလည်းသိပြောနေကြမရှိတဲ့အရာပေါ့နော်ဆိုတော့ခုနဆရာရှင်းပြလိုက်တာကြတော့ပို့ပြီးတော့ဘယ်သူလဲကြည်ကြည်ပြက်ပြက်ပို့ပို့ဖြစ်သွားတာပေါ့နော်ဆိုတော့တေတဲ့လူကတရားမြတ်တတ်မှုကိုတောင်းဆိုတာပေါ့နော်တောင်းဆိုရဟုတ်တယ်ဆိုတော့ဘုရားလည်းတရားမြတ်တတ်အောင်လုပ်ရတာပေါ့ဆိုတော့နဆသော ငရေမိကြီးကိုရတာပေါ့နဆခံရတာပေါ့နခောက်ခံရပေါ့နော်ခောက်ခံပါဆိုတော့ကျေးဇူးအများကြီးတင်တယ်ကျွန်တော်ပြုနံပါတ်၈ကိုသွားမယ်ဆိုရင်နော်ဆိုတော့ငရေဆိုတဲ့ကတ်နဲ့လောင်နဲ့မိအိုင်ကြီးကဘယ်မှာရှိလဲပေါ့ဘယ်အချိန်မှာကျွန်တော်ခံရမှာလဲအဲ့ဒါလေးကိုလည်းရှင်းပြပါ